အကြောင်းရင်းတစ်ခုကြောင့်ဘိုးကြောင့်ဖြူခင်တဲ့သားသမီးတွေကိုစွန့်ကာတရဏဘောင်ထဲဝင်သွားတဲ့ပီကေထွန်းပရိသတ်များလုံးမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ငလင်ဘေးကြီးအပြည့်အကြောင်းရင်းတစ်ခုကြောင့်ရာသက်ပံဖုံးကြီးဝင်လိုက်သူကတော့နိုင်ငံကျော်တရုတ်ဆောင်ဘိုးကြောင့်ဖြူခင်ရဲ့ခင်ပွန်းပီကေထွန်းဖြစ်ပါတယ်။တရုတ်ဆောင်မင်းသမီးဘိုးကြောင့်ဖြူခင်နဲ့ပီကေထွန်းတို့ကလက်ရှိငလင်ဘေးကြီးမှာတော်တော်လေးလေ ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကိုရရှိခဲ့ပါတယ်။အားလုံးသိကြတဲ့အတိုင်းမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြမမြင်းငလင်ဘေးမှာဆိုရင်မြမနိုင်ငံကမျိုးကြီးတွေအဆောက်အဦတွေပြိုကျပျက်စီးပြီးလူတွေတေချေပျက်စီးကတော်တော်လေးလည်းဒုက္ခရောက်ခဲ့ပါတယ်။ဒီလိုအခက်အခဲဒုက္ခမျိုးစုံတွေကြုံတွေ့ရချိန်မှာလူတွေရဲ့အကျဉ်းစီးရဲ့မျိုးစုံကလည်းပေါ်ထွက်လာပါတယ်။တချို့သောလူတွေဟာဆိုရင်တော့မြင်းငလင်ဘေးကိုအမျက်ထုတ်ကကိုကြိုးစည်းဝါးရှာကြတာတွေရှိသလိုတချို့ကလည်းလူအများတကာဒုက္ခရောက်နေတဲ့ချိန်မှာတအူးပေါ်ကတအူးမြတ်တာတရားစာနာတနာတဲ့စိတ်လေးနဲ့ဖေးမကူညီ ညီနေကြပါတယ်။ဒီလိုစာနာကူညီကြတဲ့အထက်မှာမန္တလေးမြို့ကတထင်းကြီးပီကေထွန်းနဲ့ပိုးချပြူခင်တို့လည်းပါဝင်ပါတယ်။ဆိုင်ရွှေရတနာဆိုင်ဖွင့်ထားတဲ့ပိုးချပြုခင်းတဲ့အကုထုံးတို့ကငလင်းလောက်ခတ်စင်မှာတခြားသောလူတွေလိုမျိုးရွှေတွေပြောက်မှဆိုလို့ဆိုင်တကားပိတ်တာတွေမလုပ်ဘဲစီးစင်ဥစ္စာချမ်းသာတွေထက်လူအသက်ကိုဦးစားပေးခဲ့တာပါ။ ဒါကြောင့်ပိုးချပြုခင်တို့ဆိုင်မှာဝန်ထမ်းတွေအထိကတန်ရာရရှိတာမျိုးမရှိပါဘူး။ဒါအပြင်ပိုးချပြုခင်တဲ့အကိုထွန်းတို့ကငလင်ပေးကြီးပြည့်တဲ့နောက်ပိုင်းမန္တလေးမြို့ကနေထိုင်စားသောက်ရေးအခက်အခဲကြုံနေရတဲ့သူတွေအတွက်စတုတီတာအလူကြီးကိုနေ့စဉ်ရက်ဆက်ပေးခဲ့ပါတယ်။အထူးသဖြင့်တော့ပိုးချပြုခင်ကရင်သွေးလေးကိုလွှဲထားရပေမယ့်မပေါ်နိုင်မပန်းနိုင်စတုတီတာကြီးကိုကိုယ်တိုင်ပါဝင်ချက်ပြုတ်ပြီးလှူဒန်းခဲ့တာဖြစ်ပါတယ်။ ဧပြီလ၃ရက်နေ့ကနေစတင်ပြီးတော့၉ရက်နေ့ထိစုစုပေါင်း၉ရက်တိုင်အောင်စတုတီတာအလူကြီးကိုကျွေးမွေးကုသိုလ်ယူခဲ့ရပါဒါပေမဲ့လက်ရှိမှာတော့ဒီအလူကြီးကိုရတန်းလိုက်ပြီးဖြစ်ကြောင်းအသိပေးလာခဲ့သလို PK ထွန်းကလည်းတရဏဘောင်နဲ့ကိုဝင်ရောက်သွားခဲ့ပါပြီဘိုးကြပြုခင်ရဲ့အကိုထွန်းကတော့အကြောင်းရင်းတစ်ခုကြောင့်ဒဇန်လုံးမှတရဏဘောင်ကိုဝင်ရောက်ခဲ့ရပါဒါကလည်းဘိုးကြပြုခင်နဲ့ကြံရစ်တဲ့သားသမီးတွေအတွက်စီစဉ်စရာရှိရာတွေကိုစီစဉ်ရတာကြောင့်လို့သိရပါတယ် အကိုတွန်းကလော်ဂီလူပေါ်မှာကျင်လရတာကိုစိတ်ကုံတာကြောင့်တန်ဝေကရပြီးတော့ဇနီးတဲ့ပိုးချဖြူခင်တဲ့အတူသားသမီးလေးယောက်နဲ့ဘိုက်ထဲကကလေးတစ်ယောက်စွတ်စွတ်ပေါင်း၅ယောက်ကိုစွန့်ခွာပြီးတော့တာရဏဘောင်နဲ့ဝင်ရောက်သွားတာပါ။ ပရိသတ်တွေကတော့အခုထုံးကအခုလိုမျိုးတန်ဝေကအကျတရားရပြီးဇနီးနဲ့သားသမီးတွေကိုဆွန့်လွတ်ပြီးတော့တရဏဘောင်တွေကိုဝင်ရောက်သွားတဲ့လောရက်တွေအတွက်ချီးကျူးနေကြပါတယ်။ဒီမတိုင်ခင်မှာတော့ပရိသတ်တွေကပိုးချပြုခင်နဲ့အခုထုံးတို့ဇုံတွေလေးကိုတိတ်ပြီးတော့အမြင်မကြည့်ခဲ့ပါဘူး။အခုချိန်မှာတော့ပိုးချပြုခင်ရဲ့ခင်ပွန်းတဲ့အခုထုံးကတားကြီးဖြစ်တဲ့မိုးမြင့်အာဃာထုံးနဲ့အတူတရဏဘောင်တွေကိုဝင်ရောက်ခဲ့ပါပြီ။ဒါကြောင့်ပိုးချပြုခင်နဲ့လက်ရှိမှာတော့ယတနာရွှေဆန်ကြီးကိုလည်းဦးစီးနေရသလိုသားသမီးလျောက်ကိုလည်းထိမ့်သိမ်းစောက်ရှောက်နေရင်းနဲ့တော်တော်လေးလည်းအလုံများနေပါတယ်။ ်ဘိုက်တဲမှာလည်းရင်သွေးလေးကိုကိုဝင်လက်ထားရတဲ့အတွက်ကျမကြီးကိုလည်းဂရုစိုက်ရပါတယ်ဒါပေမဲ့အကိုတွန်းကတော့အေးချမ်းရတရဏဘောင်လေးကိုဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့ပြီဖြစ်တာကြောင့်မင်းသမီးဘိုးကြပြုကင်ကတော့ပါရမီဖြည့်ပေးနိုင်ခဲ့ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတရဏဘောင်လေးကိုဝင်ရောက်သွားတဲ့အကိုတွန်းနဲ့ပါရမီဖြည့်ပေးခဲ့တဲ့ဘိုးကြပြုကင်ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်